ွန်တန်အာဆင်နယ်ရဲ့ဖော်ပြထားချက်အရလာမယ့်လူရာသီမှာအာဆင်နယ်အသင်းစီကိုရောက်လာနိုင်ခြင်းရှိရဲ့ကစားသမား6ယောက်နဲ့အသင်းကနေထွက်ခွာသွားနိုင်ခြင်းရှိရဲ့ကစားသမား9ယောက် ဒီဗီဒီယိုလေးမစခင်မှာအားလုံးအတိပေးချင်တာကဒီ data အချက်လက်တွေအားလုံးကိုပွန်တက်အာဆင်နယ်ကကျွန်တော်ကူးယူဖော်ပြပါတယ်ဒီထဲထဲမှာပါဝင်တဲ့အချက်လက်တွေအားလုံးဒီကျွန်တော်အာဝမို့ဘဲနဲ့အေးရရတဲ့ data အချက်လက်တွေကိုပဲကိုးကားပြီးတော့ပြန်လည်တင်ဆက်ပေးသွားမှာပါကဲပထမဆုံးတစ်ချက်အနေနဲ့ဒါအာဆင်နယ်အသင်းစီကိုနှွေမှာရောက်လာနိုင်ခြင်းရှိတဲ့ကစားသမား6နဲ့ပတ်သက်ပြီးအာဆင်နယ်တို့ကပေါင်သန်း250နဲ့300ကြား3ဆွဲသွားနိုင်ခြင်းရှိဆိုပြီးသူတို့ကခံမှန်းရေးအသားထားတယ်ဒီပမာဏရဆိုရင်တော့အာဆင်တို့3နိုင်တဲ့ပမာဏပါပဲတကယ်ပဲအသင်းအတွက်ရဲရော်ဘိုးဖွဲ့ထုတ် ်ပေးပါမလားဆိုတာကိုပဲတန်တရားရှိတာအာဆင်နိုနဲ့ကြံတဲ့စောင်းစည်းကောက်မှာပေါ့ကြံခဲ့တဲ့ຫນွေစည်းကောက်မှာလောက်လောက်လာလာအရင်ကြီးခေါ်ခဲ့တာမဟုတ်တာဖြစ်တဲ့အတွက်ကြံခဲ့တဲ့ຫນွေစည်းကောက်မှာဆိုလို့ရှိရင်လည်းငကြင်းစီနဲ့ငကြင်းပြန်ကြောခဲ့တာပဲအတင်းရထွက်တဲ့ကစားသမားကြီးနဲ့ဒါကာလာဖီရီတို့မီခင်းမိန်တို့ပြန်ခေါ်ခဲ့တာစောင်းစည်းကောက်မှာလည်းတယောက်မှမခေါ်ခဲ့ဘူးဒါကြောင့်မလို့ပေါင်သန်း250နဲ့300ကျား3နိုင်ရည်ရှိဆိုအနေထားဒီအာဆင်နိုတကယ်သုံးမယ်ဆိုရင်ခေါ်လို့ရနိုင်တဲ့လုံလောက်တဲ့ဘတ်ဂျက်အနေထားတစ်ခုလက်ထဲမှာရှိနေပါဘောလေအဲ့တော့သူတို့ပြောသွားခဲ့တာတော့ဘယ်နေရာဒီမှာသုံးမလဲဆိုတော့ကစားသမား6ဦး ံပါတ်1ဂျိုအန်ကာစီယာဒေးဗစ်ရိုင်ယာအရန်နေနဲ့အစပန်ယိုသင်းရင်ဂိုးသမားကိုခေါ်ယူဖို့အတွက်အာဆင်နိုပြစ်မှတ်ထားနေတယ်။သူ့အတွက်အာဆင်နိုသုံးပါလေပေါင်သန်း20ဆွန်းဆွန်းလောက်ပဲသုံးရမယ်။နောက်တက်ကတော့ခန်စစ်ပိုင်းတဲ့ဒင်းဟူဆန်ဘုံမအုပ်သင်းရဲ့လက်ရှိချိန်မှာအသင်းကြီးတော်များနာမည်ထွက်တဲ့ဒင်းဟူဆန်ကိုတော့ဂီဗီယမခိုင်းနဲ့ဝီနန်ဆာလီဘန်နောက်ကဘက်ကအနေနဲ့ quality မြင့် ကစားသမားတူဦးအနေနဲ့အာဆင်နယ်တို့ကပရက်ရှာပေးနိုင်ဖို့တော့ခေါ်ဖို့ပြင်ဆင်နေတယ်။သူ့အတွက်လည်းအာဆင်နယ်တို့ကပေါင်တန်း90ကျော်လောက်သုံးဆွဲရနိုင်ချေရှိတယ်။ဒီကစားသမားကိုတော့လောလောဆယ်တော့အာဆင်နယ်ပါဝင်အသင်းကြီးတူတော်များသတင်းထွက်နေပါဘောလေ။နောက်တော့ကတော့မာတင်ဇူမန်ဒီအာဆင်နယ်ဘက်ကိုခြေတလမ်းမကချပီးပြီးပြောလို့ရတဲ့ကစားသမား နာမည်ကျော်သတင်းထောက်ဒေးဗစ်ဝင်စတင်းကိုယ်တိုင်ကအာဆင်နယ်ကိုချိန်တည်ဒီကစားမကို official sign နဲ့လက်မှတ်ထိုးပြီးနံပါတ်1ပြည့်မှတ်အဖြစ်ကြေညာသွားဖို့ရှိရဆိုပြီးဖော်ပြထားတယ်။တချို့ report တွေကဆိုရင်အားလုံးပြီးစီးသွားပြီလို့ပြောထားတယ်။စာချုပ်ဖြတ်သိမ်းရေးပေးပြီးတော့ကစားသမားတွေလောက်ခတဲ့ဆောင်2ဆ3ဆလောက်အမေရိကကိုစွဲခေါ်လိုက်တဲ့ပုံစံမျိုးပေါ့လေ။အဲ့တော့ဒီကစားသမားကတော့အာဆင်နယ်အတွက်ဆိုရင်တော့စာချုပ်ဖြတ်သိမ်းရေးပေါင်တန်း90ဆွန်းဆွန်းလောက်ပေးရတဲ့ရောက်လာနိုင်ခြေရှိတဲ့ကစားသမား။နောက်တစ်ယောက်ကတော့ Nico Williams လောက်ခလာစားပဲအဓိကညှိရမဲ့ကစားသမားနဲ့ပတ်သက်ပြီးတော့အာဆင်နယ်နဲ့ပေါင်တန်း90ကျော်ကျော်လောက် စာချုပ်ဖြစ်တဲ့ညပေးရတဲ့ရောက်လာမယ်ဒါပေမဲ့ကစားသမားကတပတ်ပေါင်၄သိန်းဆိုတဲ့ report ကြီးလည်းခုနောက်ပိုင်းတွေ့ရတယ်တကယ်ကဖြစ်လာရင်တော့ agent ကအလျှော်နှင်းလုပ်ပြီးမှလားမသိဘူးဒီကြားတစ်ခုကတော့ arsenal ပေါင်ဝင် chelsea ကလည်းကစားသမားကိုဘလောက်ပဲကြိုက်ပါလားဖြစ်ပြောလောက်ခလာစားလို့အလောက်ကြီးပေးပြီးခေါ်ဖို့မရှိဘူးရောက်လာရင်တော့ကောင်းတာပေါ့လေ arsenal အသင်းနီးပြမီကေအိုက်တာရဲ့နံပါတ်၁ဘယ်တောင်မှတိုက်စစ် player လို့လည်းကြားသိထားပါတယ်နောက်တစ်ခုကတော့ brian ambumo brentford အသင်းရဲ့တိုက်စစ်တောင်မှကစားသမားတော်တော်လေးကို arsenal နဲ့သတင်းထွက်ခဲ့တာ starling မရောက်လာခင်ကကြံခဲ့တဲ့ຫນွေရာတီက အဲ့ကစားသမားနဲ့အာဆီနိုဆွေးနွေးမှုတွေပြီးပြတ်ဖို့တော်တော်နီးစပ်ခဲ့တယ်။ဒါပေမဲ့ဒလိုင်းဒီမှာတော့စတာလင်ရောက်ချလာတယ်။အမ်ဘူမိုတာရခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီရာဒီမှာဒီထက်အများကြီးမျောလင်းလို့ရခဲ့ရပါလိမ့်။တကယ်လည်းအရေးချင်းရှိပါတယ်။အာဆီနိုစီရောက်လာမယ်ဆိုတင်းဝေါ်နဲ့ကောင်းကောင်းလေးအသုံးပြုနိုင်ပြီး quick transition မှာအရန်မြန်တဲ့တိုက်စစ်တောင်မှာကစားသမားတို့အာဆီနိုပိုင်သွားမှာပါလိမ့်။သူ့အတွက်လည်းအများကြီးတုံးဆွဲဖို့မရှိဘူး။ဒါပေမဲ့ Premier League player ဆိုရတယ်ပေါင်သန်း40အထက်ကတော့300ဖို့ရှိရယ်။နောက်တစ်ယောက်ကတော့တိုက်စစ်မှုဒီ6ဦးထဲမှာသူကတိုက်စစ်မှုတဦးတည်းဖော်ပြသွားတယ်။ အဲ့ဒါကတော့ဗစ်တာယောဂရက်ဆက်စကိုတော့ပါမလားဗစ်တာယောဂရက်ကိုတော့ Sporting Lisbon အသင်းစီကနေအာဆင်နယ်ကိုခေါ်သွားနိုင်ချေရှိပြီးတော့ဒီ6ယောက်ကတော့လာမယ့်နေရာဒီမှာအာဆင်နယ်အသင်းရဲ့ဂိုးသမားခန်စစ် ကွင်းလဲဘညာတိုက်စစ်တောင်ပံနဲ့တိုက်စစ်မှုတို့ကို ဖော်ပြသွားတာပါအဲ့အတွက်အာဆင်နယ်ကပေါင်သန်း250နဲ့300ကျားကိုအတုံးချသွားနိုင်ချေရှိရဆိုပြီးတော့ဖော်ပြထားတယ်ကဲဒါဆိုအာဆင်နယ်သင်းစီကနေထွက်ခွာမယ့်6ယောက်ကဘယ်သူတွေလဲအဲ့ဒီ6ယောက်ကနေအာဆင်နယ်ပတ်စံဘယ်လောက်ပြင်ရမလဲဆိုတော့ပေါင်သန်း80နဲ့100ကျားအင်ကန်းပြန်ဝင်လာဖို့မျှော်လင့်ထားတယ်လေအဲ့ဒီအင်ကန်းဆိုတာကစားမရောင်းချချင်းကနေဝင်တဲ့အင်ကန်းရှိတယ်။နောက်တစ်ချက်ကကစားသမားရောင်းချလိုက်တဲ့အတွက်အလွတ်နဲ့လက်လွတ်လိုက်တဲ့အတွက်ကစားသမားကိုပေးနေရတဲ့လောက်ခရစာရောပါသွားတာဖြစ်တဲ့အတွက်အဲ့ဒါလည်းအင်ကန်းတစ်မျိုးပဲ။ လက်ရှိရှိနေကြိုကြီးကြီးတသိန်းတသောင်းပေးနေဗျာဒါပေမဲ့သူ့ကိုကျွန်တော်အလုံးနဲ့လက်လွတ်လိုက်ရင်အဲ့ဒီလာစာကတနစ်စာဆိုဘယ်လောက်ထိတက်တာသွားလဲဆိုတော့ကျန်တဲ့ကစားသမားတွေဝင်လာတဲ့အခါပို့ပေးနိုင်တဲ့လောက်ခလာစာဖြစ်ဖြစ်သွားတယ်အသိရဲ့ဗန်ဒါရေးမျှကြိုထိမ့်ပြီးသားဖြစ်သွားတယ်ဒါကြောင့်မလို့ဒီအင်ကန်းတွေကတော့ကစားသမားရောင်းချရမှုကရောထွက်ခွာသွားတဲ့ကစားသမားရဲ့လာစာတွေကို totally သူတို့တွက်ချက်ထားပါဗောလေအဲ့တော့နံပါတ်1အဲ့ဒါကတော့ netto အငှားကစားသမားပါပဲသူ့ကိုတော့ကျွန်တော်တို့ဒီဒါဘုံမောက်တင်းကိုပြန်ပြီးပို့မယ်အဲ့တော့ netto အတွက်ကျွန်တော်တို့လက်ရှိချိန်မှာတော့အငှားကြီးအပြင်မှာကစားသမားရဲ့လောက်ခရစားလဲအတင်းရပေးချိထားတယ်ပေါင်9000တက်တွေတပတ်ကိုအဲ့လောက်ကိုအာဆင်တို့ကပေးချိထားတာဗောလေနောက်တစ်ယောက်ကတော့ဒါ netto နီးတူပဲအတင်းကိုရောက်လာခဲ့တဲ့ ryan starling သူ့ကိုလည်းကျွန်တော်တို့ကလာစာရဲ့၃ပုံပုံတစ်ပုံတသိန်းဆုံးဆုံးတော့ပေးနေရတယ်အမေရိကန်တော့၃သိန်းကျော်တယ်ဗျာချဲစီမှာသူရတယ်အာဆင်တော့တသိန်းလောက်ပဲပေးရတာဒီကစားမိုက်လောက်ခလာစာကိုပြန်ပြီးတော့အသင်းကအငှားစာချုပ်ပြေးသွားတယ်ထပ်ပြီးပေးကြမလို့တဲ့အတွက်နက်တိုနဲ့စတာလင်ကတော့အငှားစာချုပ်ပြေးရတယ်အာဆင်တို့လောက်ခလာစာရှော့ချနိုင်မယ်အငှားပလေယာတွေပေါ့လေနောက်တစ်ယောက်ကတော့ဇင်ချန်ကိုအသင်းကဒီကစားမိုက်ရောင်းချမှုကြီးပေါင်တန်း20လောက်တော့တတ်မှတ်ထားတယ်ဒီတက်လည်းပုံများရင်များနိုင်ဇင်ချန်ကိုလည်းပတ်သက်ပြီးလိုချင်တဲ့အသင်းကြီးကတော့အများကြီးပဲဒါပေမဲ့တည်ရဝင်ကန့်လန့်မှုတာမရှိသေးတာ ကသားမှလည်းအလက်ကြီးပဲဗျာတုံးတိုင်တော်တော်လေးကောင်းတယ်ယူကရိန်းမှာတုံးခဲ့တယ်လို့မျိုးသူ့ကိုလည်းကွင်းထဲမှာထားတုံးမယ်ဆိုရင်တော့ option တစ်ခုအနေနဲ့ပိုပြီးကောင်းမွန်တဲ့တက်စစ်လမ်းကြောင်းဖွင့်မှုတွေဒီယူကရိန်းသားစီကနေမြင်ရနိုင်တယ်အာဆင်နယ်တို့ကစင်ချန်ကူကိုပေါင်သန်း20ဈေးကတ်ထားတယ်နောက်တော့ကတော့ KIA တရားနေအလွတ်နဲ့လက်လွတ်မှာပါအဲ့အတွက် TI နဲ့ပတ်သက်ကြတော့တသိန်းဆွဆွလောက်တပတ်လောက်ခရတာကို short ချပြီးသွားဖြစ်သွားမယ်နောက်တော့ကတော့ဂျော်ဂျီညိုဆရာသမားကတော့ ဂျွန်30မှာကုန်ဆုံးမဲ့စာချုပ်ကိုမေလာအတွင်းမှာလည်းစာချုပ်ဖြတ်သိမ်းပြီးတော့ဖလာမင်ကိုသွားဖို့အတွက်ပြင်ဆင်နေတယ်။နိုင်ဦးဒံရရထားတဲ့ဂျိုဂျီညိုကတော့လက်ရှိချိန်မှာအသင်းရဲ့ဒံရကစားမစီးနေမှာရှိနေပါလေ။သူနဲ့ပတ်သက်ကြောင်တသိန်းတသောင်းတွေပြေးချိထားရတာ။အဲ့ဒါဟိုတီယာလီနဲ့ဂျိုဂျီညိုကတော့အလွတ်နဲ့လက်လွတ်မဲ့လာစာတက်တာသွားနိုင်ချေရှိပါတယ်။နောက်နှစ်ယောက်ကတော့နုနုထားပါတဲ့သူကတော့ဝယ်ဝင်းပါတယ် ကျွန်တော်လာစီကိုငှားချထားတယ်လိုချင်လို့ရှိရင်ပေါင်ဆယ်သန်းနဲ့ဝယ်ခွင့်ဆိုတဲ့စာချုပ်ပါချက်လက်ရှိရာဖြစ်တဲ့အတွက်သူတို့ကြိုက်လို့ရှိရင်တော့အငှားစာချုပ်ပြည့်ရင်အဲ့ဒါကိုအသက်သွင်းပြီးအပိုင်ဝယ်သွားဖို့ရှိအာဆီနယ်ကပေါင်ဆယ်သန်းတတ်မှတ်ထားပြီးတော့နောက်တစ်ခါတော့ဆမ်ပီလိုကိုညာပေါင်၅သန်းနဲ့ပေါင်ဆယ်သန်းကြဈေးကတ်ထားတယ်ဆမ်ပီလိုကိုညာအနေနဲ့ဒါအာဆီနယ်သင်းစရာနေပြီးတော့စီဗီလာသင်းစီသွားစော့တုံးကစာချုပ်ပါအချက်လက်ရပေါင်၅သန်းနဲ့ပေါင်ဆယ်သန်းကြရလို့ရှိရင်ကစားသမားကိုလက်လွတ်ပေးမယ်ဆိုတဲ့အချက်ပါလာဖြစ်တဲ့အတွက်သူတို့သဘောကျတော့ ဲ့ပမာဏရောက်ရှိဒါပေမဲ့ကစားသမားခုနောက်ပိုင်းဒဏ်ရာနေရဖြစ်တဲ့အတွက်အဲ့ဒီကစားသမားကို CBR တို့ကပြန်အပ်မယ်လို့လည်းကြားသိရတယ်။အဲ့တော့အသင်းနေနဲ့အယောင်စင်းတင်တဲ့စင်းနဲ့မှပဲထည့်သွားဖို့ရှိရပါလေ။အဲ့တော့နောက်တစ်ယောက်ကတော့ Fabio Vieira လက်ရှိအချိန်ပေါ်တိုသင်းမှာတရားသည့်အငှားချလာခဲ့ဖီဗီယိုဘီယာအာဆင်နယ်သင်းရဲ့အနာဂတ်မှာအရေးပါနေစေဆိုတဲ့ report တချို့တွေ့ရမြင်လဲဒီစီးနဲ့မှာတော့ပေါင်သန်း20ရက်နေ30ချားတော့ဈေးကတ်ထားပါတယ်နောက်တစ်ခါတော့ Leandro Trossard အသင်းရဲ့စာချုပ်တက်တန်းတိုးဖို့ကိစ္စတွေအဆင်မပြေဖြစ်နေကစားသမားကို2026ခုနှစ်ပဲတက်တန်းရှိရတာဖြစ်တဲ့အတွက်လာမယ့်2025ຫນွေမှာရောင်းချမှာပဲဈေးကောင်းရဖို့ရှိတယ်ပေါင်25သက်နဲ့တန်30ချားဒီ Belgian သားအတွက်အာဆင်နယ်ကဈေးကတ်ထားပါတယ်အဲ့တော့ဒီ6ယောက်စီးရင်ထဲမှာဆိုလို့ရှိရင်တော့ဒါတော်များ လူစင်းစုံသွားပြီဗောလေအဲ့တော့နတ်တိုးစင်ချန်ကိုခီယန်တီယာနဲ့လူနိုတာဘာတဲ့ဂျော်ဂျီညိုဆိုဆမ်ဘီလိုကိုညာဖေဘီယိုဘေးယာရိုင်းစတာလင်းနဲ့လီယန်ထရော့ဆက်၉ယောက်အဲ့ထက်မှာပါတီမပေါဘူးဆိုတော့ပါတီရဲ့စာချုပ်ကိစ္စကလည်းတော်တော်လေးပီစီးသလောက်ဖြစ်ပြီလို့တော့ကျွန်တော်ထင်ဗောလေဒါလည်းကြိုးပြီးခံမှန်းထားတာပါအဆင်ပြေသွားပါစီလို့ပဲဆန္ဒပြုတယ်အဲ့တော့အတင်းရရင်ထွက်ခွာသွားနိုင်ရည်ရ၉ယောက်မှာဆိုရင်အငှားစာချုပ်ပြေလို့ပြန်မဲ့သူတွေစာချုပ်အလွတ်နဲ့ထွက်သွားမဲ့လူတွေအတင်းရနေပြီးတော့ရောင်းစင်းတင်မဲ့လူတွေရှိပြီးတော့ အတင်းရဝယ်မဲ့ကစားသမား6ဦးကတော့ရှယ်ကိုမှငွေ300ဝရှိတယ်ဆိုလိုချင်တာအာဆင်နယ်ကပေါင်တန်း300လောက်ငွေ300ရမယ်ဒါပေမဲ့ကိုယ့်စီကကစားသမားရောင်းချမှုတွေပေါင်တန်း100လောက်ရှာနိုင်မယ် တန်းနေရာလောက်အိတ်ဆိုက်ရမယ်ဒါပေမဲ့အဲ့ဒါ FFP နဲ့အဝေးကြီးပဲလို့တော့ကြားသိရဘာကြောင့်လဲဆိုတော့ကြံခဲ့တဲ့ညရောဆောင်းရောအာဆင်နယ်ဒီငွေကိုမြောက်မြောက်မြများတုံးခဲ့တာမရှိသလို200ဒီဆက်ချန်ပီယံလိဝင်ဝင်ရပြီးတော့အဆင်တန်းမြင့်မြင့်မှာလဲဝင်ရောက်ရှင်ပိုင်ဝင်ရခဲ့တာဖြစ်တဲ့အတွက်မနေ့ကဆိုကွာတာဗျာဒီနေ့ဆိုစီမီစီမီကနေပြီးတော့ကျွန်တော်ခံဘက်ပြန်လာနိုင်ဘောလီဝဲတော်ရောက်သွားနိုင်တယ်ဒီလိုအခြေအနေဒီကြောင့်အာဆင်နယ်အင်ကန်ကတော့ဝင်ဝင်မတရားဝင်နေပေါ့လေဒီနေ့မှာတခုရှင်းပြချင်တာကအသင်းတသင်းချန်ပီယံလိဝင်ရပြီဆိုရင်ကျွန်တော်တို့ဒီလိုချုပ်ဆိုထားတဲ့ စပွန်ဆာတွေရှင်ဘတ်စပွန်ဆာတွေလက်မောင်းစပွန်ဆာတွေဒါတွေအကုန်လုံးဒီချန်ပီယံလိဝင်ရပြီဆိုရင်သူတို့စာချုပ်ပါချက်လိုက်ရငွေအများကြီးတိုးရတယ်အကဲချန်ပီယံလိဝင်မရဘူးဆိုလို့ရှိရင်တော့ဒီစပွန်ဆာတွေဆီကနေရာခိုင်နှုန်းဘလောက်ရော့ပြီးရမယ်ဆိုတဲ့အချက်လက်ရှိတာဖြစ်တဲ့အတွက်အသင်းကချန်ပီယံလိဝင်ဝင်အဲ့ဒီဝင်ဝင်မှာတစ်စင်တစ်စင်ပြီးတစ်စင်တက်သွားတဲ့အခါမှာရုပ်တံထုတ်လွှင့်ခွင့်မှာအင်ကန်ဝင်တယ်ပေါ့လေအဲ့တော့တချို့တွေကတော့အာဆင်နဲ့ငွေမသုံးနိုင်ဘူးလို့ထင်တယ် ဒါပေမဲ့ပြောလို့တော့မရအောင်เนาะဒီကလန်ရိုက်တို့ရောက်လာခဲ့ရာသီတော့ကျွန်တော်သုံးခဲ့တဲ့ငွေသည်ပေါင်သန်း200ကျော်တယ်အခုအဲ့ဒါမျိုးကိုတစ်နှစ်ချားတစ်ခါထပ်ပြီးသုံးရင်သုံးကားနိုင်တယ်ဗောလေမနစ်ကတော့ပေါင်သန်း200သုံးမယ်ဆိုတော့တင်းချို့ထွက်ခဲ့တယ်ဒါပေမဲ့အတင်းရဲ့ကစားသမားတွေထွက်ခွာသွားပြီးတော့ Color Fury နဲ့ Mickey Mane တို့ပဲရောက်လာပြီးကျွန်တော်အခါကစားသမား2ဦးဒါပေမဲ့ဒီရာသီမှာတော့ Arsenal တို့တေးချငွေသုံးပြီးတော့အတင်းရဲ့အားတစ်ချက်ဖြစ်တဲ့ finishing အားနည်းတဲ့ Martinelli နေရာ၊ Quinnle ပါတီရဲ့နေရာ ပြီးတော့ဆာလီဘာတို့ကိုပရက်ရှာပေးနိုင်မဲ့ခန်စစ်ရိုင်ယာကိုပရက်ရှာပေးနိုင်မဲ့ဂိုးသမားအဲ့ဒါတွေကိုဖြည့်တင်းသွားမယ်လို့ကျွန်တော်ကတော့အပြည့်အဝယုံကြည်ထားပါတယ်။အဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါခင်ဗျာ။ဒီသတင်းတွေအားလုံးကိုရရှိတဲ့ပွန်တက်အာဆီနယ်ကိုလည်းတကယ်ကျေးဇူးတင်ပါတယ်။ဒါမျိုးအစီအစဉ်တွေကိုနေ့စဉ်နဲ့အမျှတင်ဆက်နိုင်အောင်နောက်ွယ်နေပံ့ပိုးပေးတဲ့ရှူဘောလုံး online အကြောင်းလည်းကျေးဇူးတင်ပါတယ်။အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်ညောင်ကို6019 6635တူညောင်ဆက်သွယ်လို့ရလို့နောက်ထပ် Viber နံပါတ်လည်းဖြစ်တဲ့3996539 63936 3လုံး2ခုကိုလည်းဆက်သွယ်လို့ရပါခင်ဗျာ။ iPad ခွင့်ချိကို Spot နဲ့5 သုံးမိတူကိုခစားလို့ရနေပါပြီ။ဘောလုံးပွဲတွေမလောင်းတိုင်တော့ဂျူဂျူမှာကိုထွတ်ပေါ်ပေါ်ရှုရိုက်ချပြီးကျွန်တော်အားပြုလို့ရပါတယ်။လောင်းတက်တဲ့ဆိုရင်တော့နေ့စဉ်အာဆင်နယ်သတင်းတွေကိုလုံနေတဲ့ကျွန်တော်စီမှာဒါဘောလုံးပွဲတွေလာပြီးတော့ခစားလို့ရပါတယ်ခင်ဗျာ။